မင်္ဂလာပါရှင် exam မှာ emoji အသုံးပြုလေးကို ရှင်းပြပေးသွားမှာဖြစ်တယ်အဲ့တော့ exam ထဲမှာကျွန်တော်ဒီ emoji လေးတွေကိုဘယ်လိုအသုံးချမလဲအဲ့တော့ emoji ကိုဒီမှာလိုအပ်တဲ့တွေလိုအပ်တယ်ဆိုလို့ရှိရင်အသုံးပြုလို့ရအောင်ဒီ emoji အသုံးပြုနည်းလေးကို sharing ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ emoji ကို exam မှာအသုံးချတဲ့အခါမှာ နှစ်မျိုးတုံးသွားပါမယ်ပထမတစ်မျိုးကတော့ fashion နဲ့တုံးသွားမယ်ဒုတိယတစ်မျိုးကတော့ဒီလိုမျိုးအယောင်လေးတွေပေါ့ဒီမှာအမှန်ချင်းဆိုရင်အနေအောင်လေးအာဒီမှာအဲဒီ emoji အယုတ်ကလေးပေါ့နော် smiley face တွေဆိုလို့ရှိရင်တော့အစဲရောင်လေးပေါ့လက်စင်ကဲရောင်လေးအဲ့တော့အယောင်လေးတွေခွဲခြားပြီးတော့ဒီမှာပြပြသွားတယ်အဲ့တော့ collagenet data တွေကိုအယောင်လေးတွေကြည့်ပြီးတော့တမ်းပြခွဲထုတ်ပြီးလို့ရတာပေါ့နော်အဲ့တော့ exam မှာ emoji လေးဘယ်လိုသုံးမလဲအဲ့ဒါလေးကိုကျေလွတ်ချက်ကြည့်လိုက်ကြရအောင်နော် โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ salary စပါစုံရှိမယ် date ရှိမယ်ပြီးဒီမှာ salary ရှိမယ်အဲ့တော့ဒီ salary ဒီ9သိန်းအထက်ကျော်လား9သိန်းနှစ်အထက်ဆိုလို့ရှိရင်ဒီအမှန်ကြီးအနီရောင်လေးကိုပေးမယ်ဒါကြလို့၄သိန်းနှစ်အထက်ဆိုလို့ရှိရင်တော့ smiley face လေးကိုပေးမယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှင်တော့အဲ့ဒီ outer လာစားနေဆိုရင်တော့ဒီ set emoji လေးကိုပေးမယ်ပေါ့နော် အဲဒီလိုမျိုး emoji လေးတွေကို agent မှာသုံးသုံးအသုံးပြုသွားမှာဒီ function if nested if function လို့ခေါ်တဲ့ if function နဲ့အသုံးချထားမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုတစ်ချက်ကြည့်လိုက်ရအောင်နော်အဲ့တော့ဒီမှာ emoji သုံးတဲ့အခါမှာ emoji ဒီ office 365မှာပဲရမယ် office 365 agent မှာပဲရပါမယ်အာ of yo yo agent မှာမရပါဘူး2013 2016လို့မှာမရပါဘူးနော်အဲ့တော့ဒီ emoji အသုံးချတာဒီ office 365မှာပဲအသုံးချလို့ရပါမယ်။အဲဆိုရင်ဒီ emoji လေးကို၅သိန်းနဲ့အတက်ဆိုလို့ရှိရင် salary ကို emoji အမှန်ကြီးကလေးလိုချင်တယ်။ဒါဆိုရင် nested if function နဲ့တွဲပြီးတော့အသုံးချသွားပါမယ်။အဲတော့ formula တွက်လိုက်ပါမယ်။ညီမချင်း if တက်ခေါက်ပေါ့။ logical တက်တည်ပဲကွာလဲဆိုတော့ဒီ salary အကွက် d2 ပေါ့ d2 ဆိုတာ salary ပေါ့အဲ့ဒီ salary အကွက်ဒီ greater than equal ဘယ်လောက်ထက်ကြီးကျင်တာလဲဆိုတော့9သိန်းတော့ခု0000တောင်းတော့ ဘယ်ပေါ့ငါသိကောမှာဒါဆိုလို့ရှိရင်ပါပေးချင်တာလဲဆိုတော့ value is true အမှန်ချစ်လေးပေးချင်တာနော်မှန်ခဲ့တယ်ဆိုလို့ရှိရင်ဒီဆဲခွက်လေးက value is true မှန်ခဲ့တယ်ဆိုလို့ရှိရင်ဘာလေးပေးချင်တာလဲဆိုတော့အမှန်ချစ်လေးပေးချင်တယ်အမှန်ချစ်ဆိုတော့ emoji လေးပေးချင်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုး emoji ရုပ်ကလေးတွေကိုထည့်တော့မှာဆိုလို့ရှိရင်ကျွန်တော်က emoji ရုပ်တည်တက်တာတက် CAG test စာသားဖြစ်တဲ့စာသားဖြစ်တဲ့အတွက် formula ထဲမှာရေးတဲ့စာသားမှန်တယ်များတပည့်အုပ်ထဲမှာထည့်ပေးပါအဓိကဒီမှာက number လည်းမဟုတ်ဘူး အဲပြောချင်တာကအဲဒီတက်စားသားဖြစ်တယ်ပေါ့เนาะနံပါတ်မဟုတ်ဘူးတက်စားသားတွေဖြစ်တဲ့အတွက်ဒီကျေတို့ကဒဘယ်ကောက်ထဲမှာထည့်ပေးပါဒါလေးကိုဒီချက်မမေ့နဲ့เนาะအဲဒဘယ်ကောက်သုံးတဲ့အခါမှာလည်းအဲ ship key နဲ့အဲဒဘယ်ကောက်နဲ့တော့တခါတည်းတွဲသုံးပေးเนาะအဲ single ကောက်နှစ်ခါသုံးလို့မရပါဘူးเนาะဒီလိုမျိုးလေး single ကောက်နှစ်ခါသုံးလို့မရပါဘူးဒဘယ်ကောက်ကိုတခါတည်းသုံးမှာပြီးဝင်းနိုးလိုကိုရဲ့ top ရဲ့နေလိုက်ပါเนาะ ဝန်တိုးလိုဂိုရဲ့ dot ပြန်နှိပ်ပါပြီးကိုလိုချင်တဲ့အမှန်ချက်ကလေးကိုယူပြီးဒီမှာကာစာလေးပြန်ချပြီးတော့မျက်တောင်လေးပြန်ပိတ်နော်ပြီးရင် comma အဲ့တော့ဝန်တိုးလိုဂိုရဲ့ dot ရဲ့နော်ဝန်တိုးလိုဂိုရဲ့ dot dot ဆိုတာက first dot လေးကိုပြောတာနော်အဲ့ဒါလေးကိုနှိပ်ပါပြီးရင်တော့ not the တစ်စင် comma ပေါ့ value is 2 value is 2ပြီးသွားပြီဆိုတော့ value false မှာမပေးမလဲအာ value false မှာကျတော့ not တစ်ခါ transition တာနော်ဒါကြောင့်မို့ nested invention သုံးမယ်လို့ပြောခဲ့တာနော် အဲ့တော့ very first နေရာရောက်တိုင်း if formula ကိုပြန်ခေါ်ပြီးတော့ test စစ်မယ်အဲ့တော့ if if တက်ခေါက်လိုက်ပေါ့ logical တက်သည် d2 salary ဆိုတော့ equal သည် greater than equal ကုစေရာကောင်းကောင်းဒိတ်၄ဒိတ်ပေါ်မှာပြီးမြေတာ friend window logo ရဲ့ dot အဆက်ကလေးကိုနှိပ်လိုက်ပြီးဗာလေးလိုချင်တော့ဆိုတော့ဒီအဲဒီ head i face ပေါ့နော် spiny face မဟုတ်ဘူးအဲကြိုက်ကြယူပါနော်ဒါကတော့ကိုကိုအစီပြေတဲ့ကိုတုံးချတဲ့ emoji လေးကိုယူလိုက်ပါ ။ဘာပြီးတော့လည်းမျက်တောင်လေးပြန်ပေးပြီးရင်ကောမှာနော်။ဒီမှာ test session သေးရင်ဒီမှာ if ခံပြီးတော့ထပ်ပြီးတော့ကိုကြိုက်သလောက်နော်ကိုလိုကိုရဲ့လုပ်ငန်းမှာ session သလောက်ကိုကထည့်သွားလို့ရတယ်။ if လေးခံခံပြီးတော့တစ်ချက်ရောဒီမှာနှစ်ချက်သုံးချက်စစ်မယ်နော်။ ငါးသိန်းနဲ့အထက်ဆိုလို့ရှိရင်မန်ချက်လီပေးမယ်လေးသိန်းနဲ့အထက်ဆိုလို့ရှိရင်တော့ဒီ head eye failure ကိုပေးမယ်တကယ်လို့အဲ့အောက်မှာရော့သွားပြီ very force နော် force ဖြစ်သွားပြီဆိုလို့ရှိရင်ဘာလေးပေးမလဲနော်အဲ့ဒါလေးကိုကျောင်းဒီမှာထပ်ပြီးတော့ရွေးကြည့်လိုက်တဲ့အခါမှာအဲအဲ amuse ပေါ့နော် amuse space ပေါ့နော်အဲ့အဲ့ဒါလေးရွေးပြီးတော့မန်ဒီတပည့်ကုန်းလေးပြန်ပိတ်ပြီးဝင်းပဏကွေးဖွင့်ခဲ့လဲဆိုတော့ if ကနှစ်ခါတောင်းထားဖြစ်တဲ့အတွက်ဝင်းနှစ်ခွေးတစ်ခါတည်းပိတ်လိုက်ပါပြီးရင်အနာဖောက်ချလိုက်ပါနော် ဲဒါဆိုလို့ရှိရင်ဒီမှာဝင်သွားပြီနော်ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ဒီဟာလေးတွေကအယောင်လေးတွေကမပေါ်ပါဘူးကျွန်တော်က conditioner format ကိုတုံးထားပေးတာနော်အဲ့တော့ပုံမှန်ဆိုရင်သူကဒီမှာအနက်ယောင်လေးတွေပဲပေါ်မှာအားလုံးကဒီမှာအနက်ကလေးတွေပဲပေါ်မယ် emoji အားလုံးဒီအနက်ပဲပေါ်ပါမယ်နော်အဲ့ဒီအနက်ကလေးတွေကိုမှတကယ်တော့အယောင်လေးတွေပြောင်းခြင်းတယ်ဒါဆိုရင်ကျွန်တော် conditioner format လေးနဲ့အသုံးချလိုက်မယ်နော်အဲ့တော့ conditioner format ကိုတစ်ချက်ကလေးနှိပ်မယ် new node ဝင်လိုက်ပါအာဒုတိယတစ်ချက်ဒုတိယတစ်ချက်ကပါလဲဆိုတော့ format only status contain เนาะဒါလေးကိုတစ်ချက်ဒီခေါက်ပြီးရင်တော့ဒီနေရာလေးမှာ save value ကိုပဲယူပြီး twin ဆိုတဲ့နေရာမှာ equal to ကိုယူပြီးရင်ဒီဘက်မှာဗားလေးကိုညီကျင်လာလဲဆိုတော့ window logo ရဲ့ top ပြန်နေလိုက်ပြီးတော့ရင်ဒီ image ကလေးကိုယူလိုက်เนาะမန်ကြီးလေးယူပြီးတဲ့အခါမှာဒီမှာ preview format size မှာပါယူခြင်းလဲ format ကိုတစ်ချက်နေအရောင်လေးပြောင်းမှာဖြစ်တဲ့အတွက် font နဲ့ကိုသွားပြီးတော့ color နေရာမှာအနီရောင်လေးကိုယူချက်လိုက်ပြီးတော့ okay okay ပြီးတဲ့အခါမှာအမန်ချက်ကလေးဒီ အနည်းအောင်လေးဖြစ်သွားမယ်ရမယ်နော်ပြီးရင်နောက်တစ်ခု conditional format တွေကိုသွား new rule ဒုတိယတစ်ကြောင်ရွေးပါ save value ပဲရွေးမယ် bid နေရာမှာ equal to ကိုရွေးပြီးရင်နောက်နေရာမှာ window logo ရဲ့ top ရနေပြီးသွားရင်တော့ဒီ head i fade ကိုရွေးရွေးပြီးသွားရင် format တွေကိုသွားအာဒီ color တွေကိုသွားပြီးတော့ဘာရောက်လို့လို့ခြင်းနဲ့အစိမ်းလေးယူပါမယ် okay ပေါ့ okay ဒါဆိုဒီမှာအဲဆက်ရောင်လေးပြောင်းသွားပြီနော် ဒီ amuse page တွေကိုကြောပါလေးသုံးမလဲဒါဆိုရင် new row ကိုသွားဒုတိယတစ်ကြောင်ပြီးဒီနေရာလေးမှာ equal to အာဒီမှာကျတော့ပါလေးရွေးလို့ဆို window logo ရဲ့ dot ပြီးတော့ရင်ဒါလေးယူမယ်နော်အဲလေးယူမယ်ယူပြီးတော့ဆို format ကိုသွားဒီထဲမှာဘာရောက်လေးလိုချင်တော့ခဲရောက်လေးယူမယ် okay okay ပြလိုက်မယ်ဒါဆိုရင်တော့ emoji လေးတွေနဲ့ကျတော့ခွဲထုတ်ပြီးသွားပြီပေါ့ အဲ့တော့ emoji မှာတစ်ချက်နှိပ်လိုက်တဲ့အခါမှာကျွန်တော်ကအာ select all လေးကိုပြောလိုက်ပြီးအမှန်ချစ်ကိုလိုချင်တယ် okay ဒါဆိုလို့ရှိရင်အမှန်ချစ်အနေအောင်ရှိတဲ့အဲငါးသိန်းအထက် salary တွေကဘယ်သူတွေလဲဒီလိုမျိုးခွဲထုတ်လို့ရပြီနော်ဒါတော့အိတ်စင်းမှာကိုလိုအပ်တယ်လို့အသုံးပြုနိုင်ပါတယ်နော် emoji လေးတွေဘယ်လိုထည့်ရမလဲဆိုတဲ့သင်ခန်းစာလေးကို sharing ပေးထားတာပဲဖြစ်ပါတယ်နော်အဲ့တော့ဒါလေးကိုရွေးလိုက်မယ်အသေးပုံလေးပေးလိုက်မယ်ဒါဆိုရင်ဒီမှာအစေးအောင် အဲလေးသိန်းနဲ့အထက်တံပိုးပေါ့နော်ဒါဆိုရင်ဈေးရောင်းလေးနဲ့ပြသပါပြီအဲနောက်တစ်ခုဒီမှာဆက်တဲ့အော်လေးကိုဖြုတ်အဲပြီးတော့ရင်ဒါလေးကိုရွေးโอเคဒါဆိုရင် MU face နဲ့ salary 3သိန်းပေါ့နော်အဓိကတော့လေးသိန်းရဲ့အောက်ပေါ့ဒါဆိုလို့ရှိရင်တော့အဲဘသူတွေလဲဈေးပါဆိုဘသူတွေလဲအဲပေးပြီလားမပေးရသေးဘူးလားဒါလေးကြည့်လို့ရပါမယ်အဲတော့ဒီမှာ select all လေးကိုပြန်ဖြုတ်ပြီးတော့ရင်โอเคပေါ့ဒါဆိုရင်ပုံမှန်တိုင်းပြန်ဖြစ်သွားပါပြီလားဒါဆိုရင် emoji in 80လို့ခေါ်တဲ့80မှာ emoji ဘယ်လိုသုံးရမလဲဒါလေးကို share ပေးသားရဖြစ်ပါတယ်အဲ့တော့ဒီသင်ငန်းစာတွေမိမိတို့အသုံးအဲတဲ့တယ်နော်သူ့ရဲ့သင်ငန်းဒီသင်ငန်းစာတွေဒီလုပ်ငန်းအတွက်အသုံးဝင်တယ်ဆိုလို့ရှိရင် comment ပေးခဲ့လို့ရတယ်နောက်တစ်ခုက sharing ကိုရဲ့သင်ငန်းချင်းပေးစီတွေကို sharing ပေးခဲ့လို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်သင်ငန်းစာတွေမှာပြန်လည်ဆုံးလို့ကြမယ်နော်